လွန်ခဲ့တဲ့3လ MSC 2025ကတည်းက Vinny MVB eSport ဘက်ကတည်င်းတွေကို recap video လေးအနေနဲ့လုပ်နေခြင်းခဲ့ရပါတော့ဒီတစ်ပတ်မှာတော့ hot ဖြစ်သွားတဲ့အခိုက်အတန့်လေးတွေကိုအများကြီးတွေ့ရတဲ့အတွက်ကြောင့်မလို့တစုတစည်းတည်းစုပေးသွားမှာဖြစ်ပါတယ်။ကဲဒါဆိုရင်ဒီ video လေးကိုအဆုံးထိကြည့်ပေးကြပါအောင်နော်။ Surprise Big Bite AI eSports AI esports အသင်းစီကနေဒီလို pick မျိုးတွေကိုမင်ရခဲ့တဲ့အတွက်ကြောင့်မလို့ဒါက bot တွေကို surprise ဖြစ်စေခဲ့ပါတယ် regular season တုန်းက yuri ရဲ့ fanny pick lancelot pick alita ရဲ့ golden esmeralda pick မျိုးပြီးလို့ရှိရင် play in မှာဆိုရင်လဲ6 goal လိမ့် pick နဲ့တကယ် wow moment တွေကိုဖန်တီးပေးခဲ့တာပေါ့နော်။ Okay ဒါကတစ်ချက်။ပြီးတော့ဖိုးတိုက်မှုအနေငယ်ဖြစ်ပွားခဲ့တယ်။ Game 4မှာ Mythic Sea ကလေးတိုက်တယ်။ ဂိမ်းဖိုင်မှာ AI ဘက်ကလေးပြန်တိုက်တယ်လို့ကြားသိရရပေါ့နော်။ဖီနီလဲဂိမ်းဖိုးမှာတော့မစ်တစ်စီကတရက်ကွက်လုံးလေးတိုက်တာကိုတော့တွေးလိုက်ရရပေါ့နော်။ဘာကြီးဆက်ဖြစ်မလဲဆိုပြီးအဲ့တုန်းကတော့ဟာအရင်နေတုံနေတာပေါ့နော်။ကဲဆက်ကြည့်လိုက်ရအောင်။ Falcon Esports vs AI Esports ကတော့ RRQ Evo Studio ပဲ forever ပြိုင်ဘက်တွေပဲ။အထူးသဖြင့်ဖန်တန်းချင်းပြိုင်ကြတာပေါ့နော်။ဆိုတော့ဘလို့မျိုးကြီးပြိုင်နေကြလဲဆိုတာကိုလည်းကြည့်လိုက်ရအောင်။ ဆိုတော့ရန်ကုန် Galacticos လီနာအနေနဲ့ရတယ် Team 7ကို3-1နဲ့ရရတာကျေနပ်မှုမရှိပါဘူးတဲ့အဆင်ပြေပါရင်ဒါပေမဲ့3-0နဲ့မပြတ်တော့တိတ်တော့ဟိုအောင်မပြောဘူးပေါ့သူ့အတွက်က3-0နဲ့ရိုက်ချင်ခဲ့တာပါတဲ့ဆိုတော့သူတို့အနေနဲ့ကလည်းဘာတွေထပ်ပြီးတော့ AI eSport နဲ့တွေ့ဖို့အတွက်ပြင်ဆင်လာမလဲဆိုတာကိုတော့စောင့်ကြည့်ရတော့မှာပဲဖြစ်ပါတယ်ဒီတော့ MSL Season 2ရဲ့ Upper Bracket Final ကိုတက်သွားခဲ့တဲ့အသင်းနှစ်သင်းကတော့ ရန်ကုန် Galacticos နဲ့ AI Esports ဖြစ်သွားခဲ့ပါပြီ။လာမယ့်နိုဝင်ဘာလ15ရက်နေ့မှာ MSL Season 2ရဲ့ Playoff ကိုပြန်ပြီးတော့ကြီးရှုရတော့မှာပဲဖြစ်ပါရဲ့။နေုံတခုပြောဖို့ကြံခဲ့သေးတယ်။ MPL PH မှာလေ Regular Season ဒုတိယရခဲ့တဲ့ Onyx Philippines က Lower Bracket Final မှာ TNC Pro Team ကတီးလို့ပြုတ်သွားခဲ့ရတယ်ပေါ့နော်။တိုက်ဆိုင်နေရ MBL ID မှာလဲ regular season တပတ်2ဖြစ်တဲ့ BTR ကလဲ Onyx Philippines နဲ့တူညီရဲ့ကံကြမ္မာကိုရင်ဆိုင်လိုက်ရတာပဲပေါ့နော်ဖြစ်ချင်တော့ MSL season 2မှာဆိုလို့ရှင်တော့ team 7ကလဲ regular season အဆင့်နှစ်နဲ့ lower bracket final အခုဆင်းသွားခဲ့ရပြီမလေးတွေ့ရမှာလဲ Falcon Esports အပပါတော်တော်တိုက်ဆိုင်နေရမျိုးတော့မဟုတ်ဘူးနော်ဆိုတော့ MPL Malaysia ကိုလဲကြည့်လိုက်ရအောင် MPO မလေးရှားမှာကမလေးရှားရဲ့ဝါရင်ကစားသမား Chiku Guys ကိုတိုင်ဖွဲ့စည်းထားတဲ့ CG Esports သူကလည်းဒုတိယနေရာမှာဖြစ်နေပါတယ်။ဒီတော့ CG Esports နဲ့ Team 7တို့ရဲ့ကန့်ကြမာတွေနံပါတ်2တွေရဲ့ကန့်ကြမာတွေကဘလို့ဖြစ်သွားမှာလဲ။ M7 ဝင်ခွင့်အတွက်ကိုပြိုင်ဆိုင်နေကြရတဲ့အသင်းတွေထဲမှာမှာ Chef 2ချုပ်ကျိန်စာကြီးကဒီနှစ်သင်းပေါ်မှာလည်းတက်ရောက်နေတော့မှာလား။စိတ်ဝင်စားဖို့ကောင်းနေပါပြီ။ဒီနေ့ပါ